တအံ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL စုတ်ခွာသွားမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကမုံမင်းမြို့ကိုစုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အဲ့ဒီမြို့မှာအခြေစိုက်ထားတဲ့တော်လရေးတပ်ဖွဲ့နှစ်ဖွဲ့က People's Wing ကိုပြောပါတယ်။တစင်းတစက်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာ TNL ဥဆောင်ပြီးပူပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့မုံမင်းမြို့မှာ TNL အပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်တပ် KBDF ၊ကျောင်းသားတပ်မတော် ABSDF ၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ NUG လက်အောက်ခံမိုးမိတ်ခရိုင်ပတ်ကဖတပ်ဖွဲ့တွေလည်းအခြေစိုက်တယ်လို့သိရတာပါမိုးမိတ်မြို့မှာရှိတဲ့တော်လရဲတပ်ဖွဲ့တစ်ဖွဲ့ကဒီဘက်ကတော်လရဲအင်အားစုတွေကလည်းပေါင်းပြီးကာမဲလို့ပြောတယ်ဒီလိုပုံစံမျိုးဆိုတော့အခြေအနေတော့အဆောက်ကြီးရမှာပေါ့ဒါပေမဲ့ဒီဘက်ကတော်လရဲအင်အားစုတွေညှိတွားရင်တော့တော်တော်နဲ့ထိုးဖို့မလွယ်ပါဘူးလို့သူကဆိုပါတယ်ဒါ့အပြင် TNL နဲ့တူမိုးမိတ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လရဲတပ်ဖွဲ့တစ်ဖွဲ့ကလည်းမိုးမိတ်မြို့ကိုလက်ရှိကျန်နေတဲ့တော်လရဲအင်အားစုတွေနဲ့အဆက်လက်ခုခံကာကွယ်သွားမယ်လို့ People's Spin ကိုပြောပါတယ်။တအန်းကဆုတ်ခွာသွားမယ်လို့ဆိုပေမဲ့ဂျန်နဲ့အဖွဲ့တွေကဆက်တိုက်မယ်ဆိုတော့အားလုံးအတူတူဆက်ချရမှာပေါ့။အားလုံးညီညွတ်ဖို့ပဲလိုပါတယ်လို့အဲ့ဒီတော်လေးတက်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ KRA, KPDF နဲ့ ABSDF တို့ဟာ2024ဇန်နဝါရီကမုံမိတ်မြို့သိမ်းတိုက်ပွဲမှာပေါဝင်ဆင်နွှဲခဲ့ကြပါတယ်။မြို့တစ်မြို့လုံးသိမ်းနိုင်လို့နေပါအခြေအနေမှာတော့တီယန်နလီနဲ့ညှိနှိုင်းပြီးပြန်ဆုတ်ခွာခဲ့တာပါ။အဲ့ဒီနောက်စစ်ကောင်စီတပ်ကအင်အားအများပြားနဲ့မုံမိတ်မြို့ကိုအင်အားဖြည့်ခဲ့ပါတယ်။ တဆင်းနစခုံဒုတိယပိုင်းမှာတော့ DNL ဥဆောင်တဲ့တော်လှန်ရေးတပ်တွေက2024ဇူလိုင်31ရက်မှာမြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါမုံမင်းမြို့ကိုစစ်ကောင်စီပြန်ရသွားမယ်ဆိုရင် KIA သိမ်းပိုက်ထားတဲ့မဘင်းမြို့ကိုစစ်ဦးလှည့်လာနိုင်တယ်လို့မုံမင်းမြို့မှာရှိတဲ့တော်လှန်ရေးတရင်ရမြက်ကဆိုတာပါမုံမင်းနဲ့မဘင်းမြို့က35မိုင်ခန့်ပဲကွာဝေးပါတယ်တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီနဲ့အဆွေးနှင်းအပြစ်ရဆဲခဲ့ရတဲ့ DNL ကမိုးကုံနဲ့မုံမင်းမြို့ကနေဆုတ်ခွာမယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့မှာကြေညာခဲ့တာပါ ဒီရနယ်လေကအထုတ်ပြန်ကြေညာပြီးနိုင်ပိုင်းအကြာမှာပဲအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအစည်းအရုံးချုပ်ရဲ့အမိပေးကွက်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကမန္တလေးတိုင်းဒေသကထင်းကျုံနေမျိုးတွေကိုကာကွယ်ဖို့မေဖတ်တော်လရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့ကြေညာပါတယ်။မိုးမင်းမြို့ကာကွယ်ရေးနဲ့တော်လရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့တပ်ဖွဲ့ဝင်တွေကိုလည်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မုခုပြွာက ပြန်လည်ဖိတ်ခေါ်တဲ့ကြေညာချက်ကိုအော်တိုဘောလ30ရက်နေ့မှာထုတ်ပြန်လာခဲ့ပါရှင်။